ောင်းတိုင်ဖုန်ကြီးကနေပြီးတော့အာဓာမပြုတ်ခြင်းဖို့ကြံတာကိုအမျိုးသမီးကထွက်ပြေးတဲ့ခါကျတော့ဒီကျောင်းတိုင်ဖုန်ကြီးကနေပြီးတော့ဓာတ်နဲ့မတိမချင်း15ချက်လောက်ခုတ်တက်ခဲ့အောင်ခံခဲ့ရတဲ့အမျိုးသမီးဖြာဦးသာသနာရေးရာအနေနဲ့ပေါ့နော်တက်နိုင်တော့တက်နိုင်သမျှအရေးယူပြီးပို့တော့လိုအပ်ပါတယ်ဒီချွတ်ထောင်ချဒါပဲရှိတယ်သူဒီဘာသာမှာဒီပုဂ္ဂိုလ်မကောင်းရင်ဒီပုဂ္ဂိုလ်ကိုပြောပါဟိုဘာသာမှာဟိုပုဂ္ဂိုလ်မကောင်းရင်ဟိုပုဂ္ဂိုလ်ကိုပြောပါ ကျွေးမင်္ဂလာပါမိုးချန်နယ်လေးရန်ကြိုဆိုလိုက်ပါတယ်မိုးတီနဲ့တိဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ live ပေါ်မှာအရင်ကနာမည်ကြီးပြီးတော့လူပြောများနေတယ်လှဲကူးမျိုးနယ်ကကြောင်းနိုင်ဖုန်ကြီးတပါးပေါ့နော်သူရဲ့ကြောင်းတကားတိန်ကားမကိုအလုံးမပြုခြင်းလို့မရလို့ဆိုပြီးတော့ဒါနဲ့ခုတ်တက်ခဲ့တယ်ဆိုတဲ့သတင်းလေးနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တော့ဒီဖုန်ကြီးကဘလောက်ထိအကြံပတ်ဆက်လဲဆိုတော့ပြပြလာပဲဖြစ်ပါတယ်ဒီတပ်နိုင်ဝန်ကြီးဌာနကလည်းဒီလိုဖုန်ကြီးမျိုးကိုအင်တီကျက်ကျက်အရေးယူဖို့ပြပြနေရပဲဖြစ်ပါတယ်ကြည့်တဲ့မျိုးလက်ပုတ်တရတင်ငန်းစာရအောင်လို့ပြန်လဲမျှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင် ဒီဖြစ်စဉ်ကတကယ်ဖြစ်သွားတာဗျရန်ကုန်တိုင်းလက်ကူမြို့နယ်အောင်ဖုံးပြည့်ဘုံကြီးကျောင်းမှာဖြစ်သွားတဲ့ဖြစ်စဉ်ပေါ့နော်ဟောဘုံကြီးကကျောင်းနယ်ဘုံကြီးကဟောတက္ကမရှိရနေပြီးတော့အသွေးသားဆန္ဒအရာဟောအတ္တမကျူးလွန်မှုအတွက်အတင်းအတ္တမကြံစီတယ်မအောင်မြင်တဲ့အတွက်တက္ကမကငင်းဆန်တဲ့အတွက်ဓာတ်နဲ့ရရဆက်ဆက်ခုတ်လိုက်တဲ့ဖြစ်စဉ်ပေါ့နော်ဟောဒီတက္ကမကဒီကျောင်းမှာတိမ်နေရောဟောကားတွေပေါ်သူလှူပြီးတော့မှဟောဒီကျောင်းမှာသူလှူခွဲပစ္စည်းတွေအများကြီးလှူထားတဲ့တက္ကမလို့ပြောလို့ရတယ် ော်ဒါပေမဲ့လူဆိုတာအသွေးသားရှိတဲ့အတွက်ဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဗျာ။ဘာသာရေးခေါင်းဆောင်တယောက်ကပြောဘူးလားကျွန်တော်ကြားဘူးလေ။ဘာပြောလဲဆိုလို့ရှိရင်သာသနာတခုကျယ်ပြန့်ဖို့ရန်အတွက်အတဲ့အဆောက်အဦတွေအဆောင်ရောင်တွေကအဓိကမကြပါဘူးတဲ့။ဒီသာသနာကိုကျယ်ပြန့်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ကိုရှင်တရားကအဓိကကြပါတယ်တဲ့။ဒါသင်္ကန်းသာယူစရာအချက်ပေါ့နော်။ကဲဟုတ်ပြီ။ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အဓိကညွှန်ပြချင်တာမဟုတ်ဘဲနဲ့ဒီတည်င်းဟာ ဘာသာရေးကိုလုံဆောင်နေတဲ့လူတွေရဲ့လက်ထဲကိုရောက်သွားတဲ့အခါမှာဒီတည်င်းကအတင်းဖြစ်သွားတယ်ဗျ။ဟောဒါကတတိပြုတ်ဖို့အတွက်ဖြစ်တယ်။အခု social media တွေပေါ်မှာ TikTok တွေပေါ်မှာဟောလူတွေကတချို့အတွေးခေါ်ညံရင်နှိပ်ပါတဲ့လူတွေကဟောတချို့တွေကတည်အတင်းဖြစ်ပြောပြီးတော့မှအတွေ့လားဒီဘာသာကဒီလိုဖြစ်နေတယ်လို့ပြောတဲ့အရာကိုတချို့ညံရင်နှိပ်ပါတဲ့လူတွေကဟုတ်တယ်ဒီဘာသာကဘလို့ဖြစ်တယ်ဆိုပြီးတော့မှဟောရေးသားကြတယ်ဗျ။အဲ့တော့ကျွန်တော်ပြောချင်တဲ့အရာဗာလဲဆိုဒီလိုကျူးလို့မဟုတ်ဘူးဆိုတာက ဗုဒ္ဓဘာသာဖုံးကြီးမှမဟုတ်ပဲနဲ့ခရိယန်တွေရောကျန်တဲ့ဘာသာအသီးသီးမာတွေရောရှိရပြ။အဲ့တော့လူတယောက်မကောင်းတဲ့အရာကိုတယောက်ကိုပြောပါအများကိုမပြောပါနဲ့။ဟောတချို့တွေညံရည်နှိပ်ပါမှုကတော့ဗာလဲတွေးထိုးလှုပ်ဆော်သူတွေရဲ့ဒီပို့ဒီမှာအောက်မှာစာရီလိုက်ရေးပြီးတော့မဟုတ်တဲ့ဒီကောင်ဒီလိုဖြစ်တယ်ဒီဟာဒီလိုဖြစ်တယ်လိုက်ပြီးတော့မရှိရဒါတွေကိုတတိချက်ပါ။ဘာဖြစ်လို့ဆိုရင်ဒီ ဒီဘာသာမှာဒီပုံကမကောင်းရင်ဒီပုံကိုပြောပါဟိုဘာသာမှာဟိုပုံကမကောင်းရင်ဟိုပုံကိုပြောပါတချို့လူမျိုးရင်းမှာလည်းရှိတယ်ကချင်မကောင်းရင်ကချင်ပြောပါချင်းမကောင်းရင်ချင်းပြောပါဒါပေမဲ့လူမျိုးရိုးပြောခိုင်းတာမဟုတ်အဲ့မကောင်းတဲ့သူတယောက်တည်းကိုပြောပါရခိုင်မကောင်းရင်ရခိုင်ပြောပါဗမာမကောင်းရင်ဗမာကိုပြောပါဒါပေမဲ့လူမျိုးရိုးပြောခိုင်းတာမဟုတ်ဒီပြစ်မှုကျူးလွန်တဲ့လူပုံကတယောက်တည်းကိုပြောခိုင်းတာဖြစ်ပါတယ်အဲ့တော့နေရာတိုင်းမှာ ကောင်းတာရှိတယ်ဆိုးတာရှိတယ်ဘာသာရေးတစ်ခုမှလည်းအဲ့လိုပဲ ောင်းတဲ့သူတွေကောင်းအောင်လုပ်နေတဲ့သူတွေအများကြီးရှိတယ်ဗျဘယ်ဘာသာမဆိုအများကြီးရှိတယ်မကောင်းအောင်လုပ်တဲ့သူတဦးတယောက်ရှိတယ်အဲ့မကောင်းအောင်လုပ်တဲ့သူတဦးတယောက်သေးကိုပဲပြောပါလို့ဘာမဖြစ်သင့်မဖြစ်ထိုက်တဲ့ဇကားတွေအငင်းပွားမှုအငင်းပွားမှုတွေအခုဒီဖြစ်စင်မှာဆိုလို့ရှိရင်တချို့လို့ဆိုလို့ရှိရင်အောက်မှာ comment တွေရေးတယ်ဟောမကောင်းတဲ့ comment တွေရေးတယ်ဟောဘယ်ဘာသာဘလို့ဘယ်ဘာသာဘလို့ပြဒါတွေကအရန်ညံရည်နှိပ်ပါပြီးတော့မှအတွေးခေါ်နှိမ့်ကြတဲ့သူတွေရဲ့ ြောတဲ့စကားဘာမှမဟုတ်အယေမယအဖမယဒီစကားနိုင်လူချင်းတဲ့သူတွေရဲ့နားထဲကိုရောက်သွားတဲ့အခါမှာစကားနိုင်လူချင်းတဲ့သူတွေရဲ့အမြင်ကိုရောက်သွားတဲ့အခါမှာမဟုတ်ကဟုတ်ကတွေရေးတယ်တယောက်နဲ့တယောက်ဟိုမနာလိုဘုံဘုံတိမှုတွေဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလိုမျိုးဟာဗုဒ္ဓဘာသာအဲမှာပဲမဟုတ်ဘူးခရီးရန်အဲမှာလည်းဖြစ်တယ်ဟိန္ဒူအဲမှာလည်းဖြစ်ရင်ဖြစ်မယ်မွတ်စလင်အဲမှာလည်းဖြစ်ဖြစ်မယ်ဘယ်ဘာသာမှာမှလူတိုင်းအကုန်လုံးကကောင်းတာမဟုတ်ဘူးကောင်းတဲ့သူအများရှိတော့လေ မကောင်းတဲ့သူတယောက်ရှိရင်အဲ့တယောက်တည်းကိုပဲပြောပါလူတိုင်းဟာအသွေးသားနဲ့တိဆောက်ထားတဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်ဘယ်သူမဆိုမှားယွင်းနိုင်ပါတယ်လို့ဘေးရာမဆိုအပြုတ်သဘောနဲ့ကြည်ပါလူတိုင်းအကုန်လုံးဟာမကောင်းနိုင်သလိုအကုန်လုံးဟာလည်းပြစ်မှုကျိုးလွန်နေတာမဟုတ်ဘူးဖြစ်တဲ့အတွက်မကောင်းတဲ့တယောက်တည်းကိုပြောပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာကဲကျွန်တော်ရဲ့ပြောပြချက်လေးကိုလည်းတနေ့တန်လိုက်ရင်ရှယ်လေးလုပ်ပေးကြပါဦးလို့ ဒီပုံနဲ့အမျိုးသမီးကတော့သူမရဲ့အသက်ကိုအရှက်နဲ့လဲတော်တဲ့အမျိုးသမီးပေါ့နော်။သူကတော့ဒီဖျားတက်ကအကြောင်းတက်ကတိမ်တက်ကအလှူမာကြီးပေါ့နော်။အဲ့ဒါကမှအကြောင်းတိုင်ဖုန်ကြီးကနေပြီးတော့အာရမပြုကျင့်ဖို့ကြံတာကိုအမျိုးသမီးကထွက်ပြေးတဲ့အခါကျတော့ဒီအကြောင်းတိုင်ဖုန်ကြီးကနေပြီးတော့ဓာတ်နဲ့မတိမချင်း15ချက်လောက်ခုတ်တက်ခဲ့အောင်ခံခဲ့ရတဲ့အမျိုးသမီးဖြစ်တယ်ပေါ့နော်။ဖြစ်စဉ်ကကျတော့ဒီအကြောင်းတိုင်ဖုန်ကြီးပေါ့နော်။ဒီဖုန်ကြီးเจ้าမှာကဒီ တကမာကြီးပေါ့နော်ဒီအမျိုးသမီးရဲ့အမေကနေတာဖြစ်တယ်အဲ့ဒါကိုမှကြောက်နိုင်ဖုန်ကြီးကအဲ့အမျိုးသမီးရဲ့အိမ်အထီးကိုသွားပြီးတော့မှအမျိုးသမီးရဲ့အမေနေမကောင်းလို့ပါအကြောင်းလိုက်ခဲ့ပါအောင်ကြည့်ပါအောင်ဆိုပြီးတော့မှလိန်ပြီးတော့သွားခေါ်တယ်ပေါ့နော်အမျိုးသမီးရဲ့အမေကလည်းအမျိုးသမီးကလည်းသူ့ရဲ့အမေကျမ်းမာကြီးမကောင်းဘူးဆိုတော့အကြောင်းလိုက်သွားတယ်လိုက်သွားတဲ့အခါမှာကျောင်းမှာဆိုလို့ရှိရင်ကိုရင်လေးတွေအကုန်လုံးကိုလည်းသူကစွန့်ကန်ထွက်ခိုင်းထားတယ်ဒီကပိရရဘာကြီးဆိုလို့ရှိရင်လည်းစွန့်ကြိုက်သွားอยู่ဖို့အကုန်လုံးလွှတ်ထားတယ်လူရှင်းထားတယ်ပေါ့နော်အကြောင်းလည်းရလည်းရောက်ကောအကြောင်းတော့ ောက်ပိတ်ပြီးတော့မှမျိုးသမီးရောအဲ့လိုမျိုးကြံစီရဲကြံစီရောအမျိုးသမီးရဲ့ထွက်ပြေးရဲပေါ့နော်ထွက်ပြေးတဲ့ခါမှာအဲ့လိုထွက်ပြေးရအောင်မလားဆိုပြီးတော့မှဓမ္မနဲ့ပေါ့နော်15ကျက်လောက်မသိမချင်းခုတ်တက်ခဲ့လို့သိရတယ်ပေါ့နော်အဲ့တော့ ဲ့လိုဖြစ်စဉ်မျိုးဆိုတာလေကျန်တဲ့သတင်းမီဒီယာရဲ့နဲ့မတူဘဲနဲ့အရန်ကိုခေါင်းကျိစီရကောင်းတဲ့သတင်းလို့ပြောလို့ရတယ်ရှင်เนาะဒါဟာသာသနာကိုညှိုးနှမ်းစေတဲ့အရာဖြစ်တယ်ပေါ့နော်ယနေ့ခေတ်မှာလေမကောင်းတဲ့သူတွေကလည်းသူတို့ကိုသူကိုကောင်းဟန်ဆောင်ဖို့အတွက်ဒီလိုသာသနာရဲ့အယူခြုံနဲ့ဖရာကြီးကိုခြုံနေပေါ့နော်ဖရာကြီးကိုခြုံရင်သူတို့အရာရာလုပ်လို့ရတယ်သူတို့ပေါ့ပေါ့နေပေါ့ပေါ့စားလို့ရတယ်သူတို့လွယ်လွယ်ကူကူနေလို့ရတယ်ဆိုပြီးတော့မှ ဒီလိုမျိုးတွေလောက်လာကြရဲပေါ့နော်ဒါသာသနာကုန်းကိုအရန်ညှိုးနှွမ်းစေတယ်ဒီလိုလူမျိုးတွေကိုဒီလိုလူမျိုးတွေရှိနေတဲ့အတွက်ကြောင့်မလို့တခြားသောဒီသာသနာတွေကိုထိခိုက်စေရဲပေါ့နော်ဒီလိုယုံကြည်မှုတွေနမ်းပါစေတယ်ရော့ရော့နေစေတယ်အဲ့တော့ဒီလိုလူမျိုးတွေကိုထိထိရောက်ရောက်အေးယူတင်နေအေးယူပြီးတော့မှဒါမျိုးတွေထပ်မဖြစ်အောင်လို့လဲပေါ့နော်အဲတတ်နိုင်သမျှသာသနာရေးရမှာလဲဒါ စီစစ်ဖို့လိုသွားတာပေါ့နော်အခုနောက်ပိုင်းတခြားသတင်းတွေနဲ့ရှင်လာမယ်ဆိုဒါကြီးကလုံးဝမဖြစ်တဲ့သတင်းပဲလေနော်ဒါမျိုးကမကောင်းနဲ့မတမာတဲ့သူတွေကသူတို့အနေစားချောင်ဖို့အတွက်သာသနာကိုအတုံးချတယ်လို့ပဲဥမာကတော့မြင်နေတာကိုကြည့်ပြီးတော့လေသူတို့အတုံးချကြအရာတစ်ခုလိုမျိုးသူတို့လုပ်သွားတာဖြစ်တယ်ဒါဟာတကယ်ကိုမြန်မာလူမျိုးတွေအတွက်ကစိတ်ထိခိုက်စရာအရာပဲ စိတ်မကောင်းစရာအရာပဲယင်းနဲ့လုံးဝမကြည့်ဘူးသူများနိုင်ငံကတိပါမယ်ကြားသွားမယ်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံရဲ့သာသနာရေးရာဟာဘာမှအသုံးမဝင်တော့တလို့ဖတ်စေလို့မရတဲ့အထီးပေါ့နော်မြင်သွားတွေ့သွားစေတယ် အဲ့တော့ဒါဟူသာသနာရေးရအနေနဲ့ပေါ့နော်တက်နိုင်တော့တက်နိုင်သမျှအရေးယူပြီးပို့တော့လိုအပ်ပါတယ်ဒါမျိုးလေးတွေနောက်နောက်နောက်မှာဖြစ်ဖို့အတွက်ကိုတေချာစီစစ်ပြီးတော့မှာပေါ့နော်လို့ဖို့အတွက်လိုအပ်လာပြီလို့တော့ဥမာထင်တာထင်ပါတယ်ပေါ့နော်ဒါဥမာရထင်မြင်ချက်ကိုပြောတာပါဥမာအခုပြောတဲ့စကားကြီးတွေမှာအမှားလေးတွေပါခဲ့ရဆိုလို့ရှိရင်ဥမာတောင်းပန်ပါဥမာတောင်းပန်ထားပါတယ်ပေါ့နော်ဒါကအမျိုးသမီးတဦးနေနဲ့ဖြစ်သွားတာရောမြန်မာနိုင်ငံအနေနဲ့ဖြစ်သွားတာရောတော့ရှင်နေဘလို့မှမကောင်းလို့ပြောခြင်းဖြစ်ပါတယ်နော် တို့တို့ပြောရတော့မှာပေါ့သူကအမှုကနှမှုတော့ဒကမကိုအပိုင်ကျန်တဲ့ကိစ္စတမှုရယ်ပြီးတော့မရတဲ့ခါမှာဟိုတက်လိုက်တဲ့ကိစ္စတမှုပေါ့နှမှုပေါ့ပရမတမှုကတော့ဟိုသူလဲဟိုပုရိသင်လူရမှုလို့နားလည်ပြောရတယ်ဒါနားလည်ပြရနော်ခွင်လို့လို့မရဘူးသူကအဲ့အချင်းကြော်ပြီးလူပါတက်လိုက်တယ်ပေါ့ဘယ်လိုမှနားလည်ပြရမလို့သူချွတ်ထောင်ချဒါပဲရှိတယ်သူနော် နောက်ပိုင်းဥဒင်းဘုံကြီးတော်များကိုတရားကြည့်တဲ့အခါမှာသူတို့ကဒီဗုဒ္ဓဘာသာလေးကိုဝင်နေသူတို့ဘုံကြီးဝတ်တဲ့အခါမှာသူတို့ကတေသနာမရှိဘူးတရားမရှိဘူးပေါ့လေသာသနာကိုကြီးညိုလို့ဝတ်တာမဟုတ်ဘူးမြတ်သက်ဖျားရဲ့သာသနာကိုတူတက်အောင်လို့ရှင်လို့ဝတ်တာမဟုတ်ဘူးလူလောကမှာဆင်းရဲလွန်းလို့အသွမ်းအစာမရှိလို့မရှာနိုင်မဖွေနိုင်လို့အချောင်းနေအချောင်းသားခြင်းလို့ဝတ်တာများတယ်နောက်ပိုင်းကိုတော့တရားကြည့် ည်လားသူတို့ရဲ့ဘုံကြီးအသေးပဲဖွင့်တာဘယ်လိုဖွင့်ကြလဲဆိုရင်ဘုံကြီးဘွားဒီအေးအေးသေးသေးနေရရမယ်အေးအေးသေးသေးသားလို့ရမယ်ဒီလိုချင်းနေမဟုတ်ဘူးဘုံကြီးဘွားတကယ်အသေးပဲအမှန်ကားကြတော့သာပေတင်ချင်းတရားဘာဝနာတိပြန်အထုတ်ချင်းဆိုတဲ့အလုံးနှစ်ခုကလွဲလို့ channel လောကိတာကိုအေးအေးသေးနေလို့ရရတို့တော့သာပေပရိသတ်တင်ကြရမယ်တရားဘာဝနာကမ္မနာတိပြန်အထုတ်ရမှာအဲ့ဒီနှလုံးကတော့သုတ်ကမှာ channel တာဝန်နေကြမှာရေဥပ္ပဒေရမလို့ကြောင်းကြရမလို့ဘူး ကိုဘုံကြီးမဲ့ဆိုလို့ရှိရင်သားပြနေရတော့ရှိမှာမဟုတ်ဘူးညလားအခုဘာကြောင့်ဖြစ်တယ်လဲဆိုရင်ဒီဘုံကြီးကလည်း तू ကသာသနာကိုကျင့်လို့မဟုတ်ဘူးကိုရဲ့ကျောင်းတော်ကမှတော့မှကိုကအပိုင်ကျန်တဲ့အခါကျတော့ရရင်ဒီတက္ကမရလို့ရှိရင်သူချမ်းသာမယ်အဲ့ဒီပေါ့ပွင့်ရတယ် ဆိုရင်မိုးရဲ့ဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့ဒီအကြံပတ်ဆက်တဲ့ဖုံးကြီးကြောင့်ပေါ့နော်အခုဆိုလို့ရှင်တော့ဗုဒ္ဓဘာသာကိုအခြားဘာသာတွေကဆော့ကားပြောဆိုနေကြပြီပေါ့နော် ဒီလိုမျိုးတော့မဖြစ်သင့်ဘူးလို့တော့ထင်ပါတယ်ဒီတာသနာ့ရေးဝန်ကြီးဌာနကလည်းဒီလိုမျိုးမကောက်တဲ့ဖုန်းကြီးတွေကိုတိတိကျကျစီကံတက်ချက်ဖို့လည်းလိုပါတယ်ချိတဲ့မျိုးတွေလည်းဘုဒ္ဓရာသင်္ကန်းစာရအောင်လို့ပြန်လည်မျှောင်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဒီမျိုးစက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပြလို့ရပါရှင့်နောက်ထပ်လည်းမဟုတ်ဆက်လီတဲ့တဲ့လေးဟာတာဗီဒီယိုလေးဘုဒ္ဓတရားဆရာဗီဒီယိုလေးကိုနေ့စဉ်တိုင်းတက်ဆက်ပြတတ်မှာမဟုတ်မို့ channel လေးကို like subscribe နဲ့တောက်ပို့တောက်ဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ